ကျွန်တော်နေ့တင်တဗီဝါစားနေတဲ့အရာကတွေးတဲ့ကိုပြန်ပြီးလက်ပတ်စီစဉ်စေတယ်။ကိုကစီစိတ်စားတာများတယ်အချိုစားတာများတယ်အငန်စားတာများတယ်ဆိုတော့အသားရမှာပေါ်တာပဲလေ။ဆိုတော့အဲ့ဒီဟာကိုဟိုပြောချင်တဲ့ဟိုဖြစ်ချင်တဲ့အတွက်ကြောင့်မလို့အသားရကောင်းချင်တယ်ဘာဖြစ်ချင်တယ်ဆိုရင်တော့အစိုင်းနဲ့ဦးလန်းကြောင် view side အဲ့ဒါဆိုရင်အဲကိုလိုချင်တဲ့အသားရပုံစံမျိုးရနိုင်တယ်ပေါ့ဗျာဟုတ်။ကျွန်တော်အမှတွေ့တယ်ကျွန်တော်တခြားနေတဲ့ဘက်သွားရင်လည်း အာကျွန်တော်ငငယ်ကလေးအားပေးခဲ့တာအော်ဟုတ်ကဲ့ဟုတ်ကဲ့ညီမလေးကငငယ်ဆိုတော့ဘယ်ငငယ်လဲဆိုတော့အခုလည်းငငယ်နေလို့လေဆိုတော့တို့အဲ့လိုမျိုးပါနော်အဲလုံငယ်နဲ့ဆယ်နှစ်လောက်ကလေးကဆယ်နှစ်ကျော်လောက်ကလေးအဲ့တော်ရမန္တလေးကိုချီပြီးတို့အားပေးခဲ့ကြတာပေါ့တို့အခုမှဟွာတော့ပဲရှိသေးတယ်20လောက်မှမရှိသေးဘူးဆိုတော့သူဆယ်နှစ်သားလောက်ကလေးရှိကြခင်ဗျာ ျွန်တော်ဇလန်းတွန်းနေပြန်ရဖို့အတွက်လည်းကျွန်တော်တို့ဒါဟိုထုတ်လို့ရေးနေအကုန်လုံး producer တွေနဲ့ကျွန်တော်ပြောထားတာတွေရှိတယ်။ပြန်ပြီးတော့အခုကျွန်တော်ကိုယ်တိုင်လိုက်ကလည်းဇက်နဲ့ပတ်သက်ပြီးတော့တည်တည်ချာလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဟိုပေါ့ပိုပိတ်သက်ကြည့်ရတာပိုပြီးတန်မယ်။ပိတ်သက်ကြည့်ရတာပိုပြီးတန်ဖို့ရှိမယ်ဆိုတဲ့ဇာတ်ကားလေးဖြစ်အောင်လို့ပေါ့ခုဘက်ကနေပြီးတော့တက်နိုင်တဲ့လောက်ဟိုရွေးချယ်စီစစ်နေပါဆင်မြန်ဟုတ် ကျွန်တော်တို့စားခဲ့တယ်ဆိုတာအထက်ကျွန်တော်တို့အရှိမစပြီးလုပ်နေရလူတွေရှိတယ်ဒါပေမဲ့လို့ပြောမယ်ဆိုတော့ကျွန်တော်တို့ဇလန်တွေကပြည်သက်ပုံပြီးသတိထားမိတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာဇလန်တွေကိုဟိုမြန်မာပြည်သက်ချီကိုစပြီးခေါ်လာတယ်လို့လည်းပြောလို့ရတယ်ခင်ဗျာဟုတ်ကျွန်တော်ထာဝရမန္တလေးနဲ့အစခဲ့တာခင်ဗျာဟုတ် Forever Group မိသားစုနဲ့တူတူဒါပြီးတော့ BC Terror နဲ့အဲ့တော့ BC Terror ပေါ့နော်ထိုင်းရနေပြီးတော့ဒါကျွန်တော် Forever မန္တလေးကိုတူတူပူးပေါင်းပြီးတော့ရိုက်ကူးခဲ့တာပါခင်ဗျာဟုတ်အာကျွန်တော်ကအခု လောလောဆယ်ကဟိုမှာနှစ်နှစ်လောက်ကြာသွားရဆိုတော့ ဟိုနောက်ဆုံးကားကဟိုကျွန်တော်မဟားနေပြီးတော့ကုသုံးမဲ့ချက်ချင်းကထွက်အမ်ထွက်ခင်မှာကျွန်တော်ဟိုဘက်ကိုရောက်သွားဆိုတော့အမ်ဟိုမှာလည်းနှစ်နှစ်လောက်ကြာသွားတယ်ကြာသွားတော့အခုပြန်ရောက်တော့အမ်နည်းနည်းလေးပြန်ပြီးတော့ဟိုလုံနေရတော့ခင်ဗျာဟုတ်အဲကျွန်တော်ဇက်လန်းလေးတွေတော့ကျွန်တော်ဟိုဖြစ်နေပါစစ်စစ်နေပါရောက်လာလဲဇက်လေးလည်းရှိပါတယ်အဲ့လိုမျိုးကိုနဲ့အဆင်မပြေတာဖြစ်နေကိုကျွန်တော်တခါတည်းဟိုဖြစ်လိုက်တယ်ပေါ့နော်ဟိုဟိုကန့်လန့်မှုနဲ့မတိုက်ဆိုင်တော့ဘူးပေါ့လို့ဖြစ်သွားတာအာပြောင်းလဲသွားတယ်ရောကျွန်တော်လေးလာရအောင်မပြအခုကျွန်တော်တို့က ဟိုကောင်းတဲ့အရွေးကိုသွားနေရဆိုတော့မြင်နေရတယ်ဆိုတော့ဒါဒါတွေကဟိုအုတ်တစ်ချက်တက်တပွင့်မယ်ဆိုတော့ဒီလိုမျိုးကောင်းတဲ့အုတ်တွေကောင်းတဲ့တဲတွေကောင်းတဲ့ခြေလန်းတွေနဲ့ပြန်ပြီးတော့အကုန်လုံးပြန်တိဆောက်မှာပေါ့ဗျာဟုတ်ဟုတ်ဘယ်ပါကျွန်တော်ကိုကိုကနဲ့ကိုဆိုလွတ်လပ်နေတာပေါ့သူကလည်းသူ့မြန်သူမြည်ရေးတာပါကျွန်တော်ဘာမှဖြစ်ပါဘူးအဓိကဟိုကြမ်းမိုက်လိုက်စားပေါ့ကိုလည်းလှောက်ရှားမှုအကားစားကိုအပြတ်စီနေပြီးတော့ အဲတကယ်တမ်းကိုယ့်ရဲ့အသားအရေကိုထိမ့်သိမ်းခြင်းနဲ့ဆိုရင်အစာရင်နဲ့ဦးလန်းကြောင် view site ပါလို့ပြောချင်ပါလေဗျ။အဲ့ဒါကဘာကြောင့်ပြောလဲဆိုတော့ကျွန်တော်နေ့တင်တူကစားနေတဲ့အရာကတွေးတဲ့ကိုပြန်ပြီးလက်ပတ်စီစဉ်စေတယ်။ကိုကစီစိတ်စားတာများတယ်အချိုစားတာများတယ်အငံစားတာများတယ်ဆိုတော့အသားရေမှာပေါ်တာပဲလေ။ဆိုတော့အဲ့ဒီဟာကိုဟိုပြောချင်တဲ့ဟိုဖြစ်ချင်တဲ့အတွက်ကြောင့်မလို့အသားရေကောင်းချင်တယ်ဘာဖြစ်ချင်တယ်ဆိုရင်တော့အဲအစာရင်နဲ့ဦးလန်းကြောင် view site အဲ့ဒါဆိုရင်အဲကိုလိုချင်တဲ့အသားရေပုံစံမျိုးရနိုင်တယ်ဗျဟုတ် ဟုတ်ကြီးလာပြီကြီးလာတယ်ဥပမာတရားတွေကျွန်တော်ကျွန်တော်အမှတွေ့တယ်ကျွန်တော်တခြားနေတဲ့ဘက်သွားရင်လည်းအာကျွန်တော်ငငယ်ကလေးအားပေးခဲ့တာအော်ဟုတ်ကဲ့ဟုတ်ကဲ့ညီမလေးကငငယ်ဆိုတော့ဘယ်ငငယ်လဲဆိုတော့အခုလည်းငငယ်နေလို့လေဆိုတော့သူတို့အဲ့လိုမျိုးပါနော်အဲလုံငယ်နဲ့ဆယ်နှစ်လောက်ကလေးကဆယ်နှစ်ကျော်လောက်ကလေးကအဲ့တော်ရမန္တလေးကိုချိပြီးသူတို့အားပေးခဲ့ကြတာပေါ့သူတို့အခုမှဟွာလောက်ပဲရှိသေးတယ်20လောက်မှမရှိသေးဘူးဆိုတော့သူဆယ်နှစ်သားလောက်ကလေးအဓိကစိတ်ချမ်းသာဖို့လိုသေးတယ်ဖရာတရားလည်းလို့ အဲ့လိုမျိုးတရားလဲထိုင်အဲ့လိုမျိုးဆိုရင်တော့ဟိုမျက်နှာပို့ပြီးတော့ဟိုကြည်တယ်ပေါ့ဗျာပြောချင်တာသိရအဲ့လိုမျိုးကျွန်တော်စိတ်ချမ်းသာမှမျက်နှာလည်းအဲ့လိုကြည်လင်လင်နဲ့ပျော်ပျော်ရွှင်ရွှင်ဖြစ်မှာလေဆိုတော့အဲ့အဲ့ဒီအရာတွေလည်းအများကြီးလိုအပ်ပါတယ်တော့အဲဘီယာတရားလုပ်ဖြစ်တယ်ပြီးတော့ကျွန်တော်ကတရားလေးလေးနဲ့နဲ့ပတ်ထိုင်တာပေါ့အသူအကြာကြီးတော့မထိုင်နိုင်ဘူးကိုထိုင်နိုင်တဲ့မိနစ်အပိုင်းချလောက်ကိုတကယ်စိတ်နှစ်ပြီးတော့ပေါ့အဲ့လိုသွားတာပါဗျာဟုတ်ပြီးရင်ပြန်ပြီးတော့အဲ့ပြီးွားအချိန်ကကိုစိတ်ချမ်းသာမှုဘယ်လောက်အတိုင်းအတာဒီမြင့်လာရဲဆိုတော့ကိုကိုယ်တိုင်သိဆုံးပါ ပါတာပေါ့ပါတာပေါ့ပါတာပေါ့ဆိုစိတ်ကြည်လင်မှလူလဲကြည်လင်ပါလေဆိုအစားအသောက်ရောအနေတိုင်းရောလေ့ကျင့်ခန်းရောဒါပြောရင် meditation တွေရောပေါင်းဆက်လိုက်ပြီဆိုရင်ဟိုစိတ်ကျမ်းမာရောလူကျမ်းမာရောပိုင်ဆိုင်နိုင်ပါတယ်လို့ဟုတ်ဟုတ်ကဲ့ပါပရိသတ်ကြီးအခုချိန်မှာအဲကျွန်တော်ကျောင်းသမီးလေးကိုရောကျောင်းဇနီးလေးကိုရောချစ်ပြီးအားပေးကြရတဲ့ကျွန်တော်အရန်ကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်ကိုယ်တိုင်လက်ကလည်းအဲအခုလက်ရှိမှာလည်းနှုတ်ပြန်လှူရှားမှုတွေကိုအမြဲတမ်းအစီအမံပြည့်ပြည့်တက်တွေအကောင်းဆုံးဖန်တီးနေအောင်လို့ကြိုးစားနေပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ 就这个。<laughs>